သူပြောတာကိုယုံတာတော့သူက attention ရှာလိုက်တာတော့ဘာလို့ယုံတဲ့ကောင်ဟောက်ဘောတော့ပါနော်ဖျားတဲ့ဘောမှာယုံပုံလေးထောင်နေပါဒီကောင်ပြန်ပြီးတော့ဟိုအချက်ပြေပေါ့ဗျာအချက်ပြေလှုပ်သွားတာသိရတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Rider Mighty Online နဲ့ဒီဂျောင်းဝင်းထွတ်တို့ကိုရွေးကောက်ပွဲနှောက်ရှက်မှုကာကွယ်ရေးဥပဒေနဲ့အောင်နံ9နှစ်ချလိုက်တဲ့တည်င်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကိုပြောသွားမှာဖြစ်ပါတယ်ဒီတည်င်းကိုမပြောခင်မှာကျွန်တော်ယုံလေးနဲ့ပတ်သက်ပြီးတော့ပြောခြင်းပါဒီယုံလေးဆိုတဲ့ဒီစောက်တော်သားနော် ီသူရိုက်ခဲ့တဲ့ဇကားမှန်သမျှဒီလူမိုက်ဇကားတွေပဲရိုက်လာခဲ့တယ်ဘယ်တည်းကလူမိုက်ဖြစ်ချင်ခဲ့တယ်လို့မသိဘူးသူငငယ်တုန်းကပဲဒီလိုအချောက်ဖြစ်ခဲ့လို့ပဲအကြီးလာမှလူမိုက်ရမ်းဖြစ်ချင်နေလားတော့မသိဘူးနော်တကယ်သူရိုက်တဲ့ဇကားတွေကိုပြန်ကြည့်ကြည့်လိုက်ဒီစောက်တော်သားတွေစောက်စာမတက်ပေမတက်ကောင်းတွေကိုပဲ highlight လုပ်ပြီးတော့ခေါ်ပြီးပေါ့အတည်ရမှာအောက်ရမ်းခေါ်ပြီးဆိုရင်ပုံစံမျိုးဒီအသိပညာမရှိတဲ့ကောင်ဒီမဟုတ်တဲ့ဟာမှာထားကြပြီလို့ထားကြပြီလို့ကိုကိုကိုထင်နေတဲ့ကောင်ပေါ့ သူဒီအခုနောက်ဆုံးရိုက်ခဲ့တယ်ပါလေလမ်းမပေါ်ကမြို့ပြမြို့ပြပေါ်ကလမ်းမများအဲ့စကားမှာဆိုရင်ဒီတက်တက်ထုံးသူပြောတဲ့ဒိုင်ယန်လော့သိရမှာနင်းကောင်မဟိုဒီကောင်တကာနဲ့ဟိုတယ်မှာသွားနေနေတာဒီခေါ်တာမဟုတ်ဘူးကောင်မရဲ့ဘာဖြစ်တယ်ညာဖြစ်တယ်သူပြောတာဒါပေမဲ့အမှန်ကတော့သူ့ကိုပြောနော်ဒီလိုစောက်ဘောကားတွေဂန်စတာလို့လို့ဘာလို့လို့မြန်မာနိုင်ငံမှာရိုက်နေတာကိုကိုကိုခေါ်နေတာမဟုတ်ဘူးလို့ပြောရမှာသူ့ နုပညာကနုပညာဆိုတာကတော့ကိုကြိုက်တာကိုဖန်တီးရလွတ်လပ်ခွင့်နဲ့ကိုဘာကိုဖန်တီးရဒါပေမဲ့သိရမလားဒီကိုရိုက်တဲ့ဇက်ကားရည်ရွယ်ချက်ကဘာကိုဘာကိုပြကျင်တာလဲသိရမလားဟိုဘသူ့ဘော်ရင်ညွှန်းပြီးတော့ရိုက်ကျင်တာလဲဆိုတော့ကိုကိုယ်တိုင်သိဖို့လိုတယ်အကျိုးရှိဖို့လည်းလိုတာပေါ့ကိုချီးကြိုက်လို့ကိုဘာကိုချီးစားတာတော့ပြဿနာမရှိဘူးဒါပေမဲ့ကိုချီးစားတယ်အောင်လူလူမြင်ကွင်းမှာလာအောင်စားပြနိုင်ဗျာစဉ်းစဉ်းပြောတာသိရမလားဟိုရိုးသူမဆက်ပဲမြင်းသူဆက်တယ်ဆိုအဲ့ဒါပဲ နော်ရုပ်ရှင်ဆိုတာတကယ်တမ်းကဟိုနုပညာရှင်ဆိုတာပေါ့နုပညာရှင်ဆိုတာတကယ်တမ်းကပြိတ္တနဲ့လူထုနဲ့ကြားထဲကနေပြီးဒီဆက်သွယ်တဲ့အရာတစ်ခုပဲနော်ရှင်မချင်းဆက်သွယ်တဲ့အရာတစ်ခုပဲဒီပြည်သူလူထုကမနှစ်သက်ပဲနဲ့ရွှန်ချာနေတဲ့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကိုလုပ်နေတဲ့ကောင်ဖြစ်တယ်ဆိုတာလူတိုင်းသိတယ်နောက်ပြီးတော့ဒီမနေ့ကမှသိရမှာသူပြောတာကိုယုံတာတော့သူက attention ရှာလိုက်တာတော့ဘာလို့ယုံတဲ့ကောင်ဟောက်ဘောတော့ပါနော်ဖျားတဲ့ပုံမှာယုံပုံလေးထောင်နေပါတယ် ဒီကောင်ပြန်ပြီးတော့ဟိုအချက်ပြေပေါ့ဗျာအချက်ပြေလှုပ်သွားတာတဲ့ဂျုံလေးကိုကျွန်တော်ပြောနေတာတဲ့မင်းတို့လည်းနွားချေရကွက်ထဲမှာတောက်တော့သားလုံးနေတယ်နော်ဒီစကားထဲမှာဒီတာဂေတာလူမိုက်တို့ပါအင်းစိန်ပါဂျိန်ဟုတ်နေပါရဲ့ကြော်ဝင်းစိန်နေပါလေနော်ဝင်းထိုဝင်းမင်းမောင်မင်းဝင်းထိုဝင်းမကားလို့ဘာကောင်ဝင်းဖြစ်ဖြစ်စောက်ကြီးလည်းဆိုင်နော်လူမိုက်တွေကိုစကားထဲမှာထဲရိုက်တယ်ဆိုတော့ဟောဘာဘာစောက်တော့သားထားဘယ်လူမိုက်မှာစကားကိုဝင်းမရိုက်ဘူးတကယ်လူမိုက်ဆိုတဲ့ကော เนาะမင်းတို့လူမိုက်လည်းဖြစ်ချင်းနေအထာလည်းကြကြင်းနေလူတွေလည်းကြောက်လည်းကြောက်ရှင်နေပြီးတော့ဆယ်လီဖြစ်ပြီးတော့လူချစ်လူခင်လည်းပေါ်ကျင်နေတယ်ဘာဘာထားကြီးလေစောက်ပေါ်ထားစောက်ပေါ်လူမိုက်တွေတကယ်စားရှိရဲ့လူမိုက်ဆိုတာအဲ့လိုရုပ်ရှင်နေထဲမှာလည်းဘာမှပါသေးတာအကြောင်းမရှိဘူးရှင်းရှင်းလေးနောက်ပြီးတော့ဒီလိုកောင်မျိုးကမနေ့ကဗီဒီယိုမှာတချင်းဟိုဘာလဲဒီ rest ဆိုပြီးတော့ဟိုယုံတဲ့កောင်စောက်ပေါ်တွေပါပြောသွားတယ်တကယ်တမ်းဒီ ပြည်သူတွေရဲ့စံနာကိုဒီကောင်ကစောက်ကြီးကိုဆိုင်ဘူးလို့ပြောလိုက်တာနဲ့တူတူပဲပြောခဲ့မှာမင်းတို့ပါမင်းတို့ကြိုက်သလိုထင်မင်းတို့လုပ်လဲငါဘာမှမဖြစ်ဘူးငါဘွားကဘာမှဖြစ်သွားအောင်ဆိုတဲ့ဟာဒီကောင်ကပြတယ်ဗျာခဲ့စောက်ကြီးဆိုင်ဆရာမလိုဘူးပေါ့ပြရမလားသူ့ရဲ့နောက်ပေါက်နောက်လိုက်လေးတွေကိုလည်းစောက်ကြီးဆိုင်ဆရာမလိုဘူးဆိုရင် तू အထအဲထာလောက်တော့ဒါပေမဲ့ကျွန်တော်လူတူကအကုန်လုံးကျွန်တော် ပြည်သူတွေအကုန်လုံးအမှတ်သေးနေရှိဖို့လို့ဘယ်ကောင်ကဘာလဲဘယ်ကောင်ကဘလို့စိတ်တက်ရှိလဲဘယ်ကောင်ကအာနာရှင်ရဲ့ဘောကိုရက်နေတာလဲဆိုတာသိဖို့လို့တယ်နော်ဒီလို ဒီလိုရုပ်မာတဲ့စိတ်ဒီလိုမျိုးဒီအာနာရှင်ဘောရက်ပြီးတော့နေနေတဲ့ဒီစောက်တော်သားတွေကိုဒီအမှုပညာနယ်ပယ်မှာနေရာမပေးဘူးလို့လူတို့ကနော်အတိမမပြုတ်ဘူးလို့တယ်။ဒါကြောင့်မို့လို့ဒီလိုမျိုးယုံလေးလိုမျိုးကောင်းနေနော်အခြားဒီတာဂီတာဝင်းထုတ်ဝင်းတို့ပေါ့ဒီလူမိုက်လိုစောက်ဘောထားလုံနေတဲ့ကောင်းနေကုံလုံးဒီလူတို့ကဆိုရှယ်ပန်နစ်မန့်ဩနော်ဘိုက်ကောဖြစ်တိရောက်ရောက်လို့ဖို့လိုအပ်တယ်။နော်သူတို့ရိုက်တဲ့ဇကားတွေကိုသွားမကြည့်နဲ့သူတို့နဲ့ဆက်ဆက်တဲ့ ပစ္စည်းတွေလုပ်ငန်းတွေအကုန်လုံးအားမပေးနဲ့နော်ပြည်သူလူထုကိုစန့်ကျင်ပြီးတော့ပြည်သူလူထုဆန္ဒနဲ့ကွဲနေတဲ့ဒီအာဏာရှင်ဘောကိုရက်နေတဲ့ကောင်မှန်သမျှရက်တီလို့မရအောင်ဆိုတာကျွန်တော်တို့ကတတ်သိပြဖို့လိုအပ်တယ်နော်လူမှုရေးကသပိတ်မောက်ခြင်းဆိုတာကဒီတရားမျှတမှုကိုထိခိုက်စေတဲ့လုပ်ရက်တွေကိုနော်ပြည်သူတဦးချင်းရဲ့အင်အားနဲ့တုံ့ပြန်တဲ့လုပ်ရက်တစ်ခုဖြစ်တယ်။အဲကြောင့်ဒီဟိုတိုင်းပြည်တပြည်ကိုအစင်တန်းကိုကြည့်ခြင်းနော်အစင်တန်းကိုတည်ခြင်း ဘယ်ကိုကြည့်ရမလဲဆိုတော့အနုပညာကိုကြည့်ပါဆိုရင်စကားတော်မှာရှိသေးတယ်။ဒါကြောင့်ဒီအနုပညာ level မှာဒီလိုမျိုးဒီ gangster ရောင်ရောင်နော်ကိုဆိုလူနဲ့ရောင်ရောင်အဲ့လိုမျိုးဒီလိုစကားတွေကိုရိုက်နေတယ်ဒီစောက်ပေါ်တွေကိုနေရာမပေးပါနဲ့နော်ဒီကောင်တွေကိုနေရာပေးလို့ဒီကောင်တွေကပေးလိုက်တဲ့ message တွေနော်ဒီကောင်တွေခေါ်လာပြီးထင်တဲ့ဟာတွေကိုနောက်တက်လာမယ့်ကလေးတွေကအတွေးခေါ်မှားပြီးတော့နော်ဖြစ်လာတာပေါ့ဗျာဒီခေတ်ထဲမှာအုပ်စုဖွဲ့အနိုင်ကျင့်တာမျိုးတွေနော် main ကလေးတွေဒီအာရမပြုကျင့်တာမျိုးတွေအဲ့လိုမျိုးလုံရက်တွေဖြစ်လာဒီလိုမျိုးကောင်းနေ နော်အထာကြရဲခေါ်ရဲဆိုတဲ့ဟာမျိုးဒီကောင်တွေရဲ့တော်တော်လေး mindset တွေရိုက်သွင်းနေတာဖြစ်တယ်။နော်ဒီကောင်တွေကသာနေရာပေးပြီးတော့ဒီကောင်တွေသာခိုင်မာသွားမယ်လူတို့ကအမှတ်သေးချေမရှိဘဲနဲ့ဒီကောင်တွေရိုက်တဲ့ဇကားတွေဒီကောင်တွေလုံနေတဲ့လုံရက်တွေအကုန်လုံးကိုထောက်ခံမယ်ဆိုရင်တစ်ချိန်မှာတိုင်းပြည်ကစုပ်ပြတ်တော့အောင်လေဆိုတာပြောချင်ပါတယ်။ဒီနေ့မှဖြစ်သွားတဲ့သတင်းကိုဆက်ပြောရမှာဆိုရင်ဒီ driver mighty ရယ်အုံတိုင်းရယ်ပြီးတော့ကြုံဝင်းထွေရယ်ဒီထောင်နန်းခုနှစ်ပေါ့နော်ရှေ့နေ၅ခွန့် လည်းမပေးဘူးယူကန်ဝင်ခွင့်လည်းမပေးဘဲနဲ့ထောင်ဒဏ်ခုနှစ်နှစ်လုံးဝပလိန်ကြီးပေါ့အဲ့လိုမျိုးချပလိုက်တာနော်ဒီကအရန်များတယ်ပေါ့ရှင်းရှင်းပြောရရင်ဒီကောင်တွေကစောက်ကြောက်တယ်ဒီအာနာရှင်ဆိုတဲ့ကောင်ကကိုယ်ဝေဖန်မှုနော်ဒီ Facebook ပေါ့ social media မှာ Facebook ပေါ်မှာဒီဟာဟာ reaction လေးနော် reaction လေးတစ်ခုနှိပ်လိုက်တာနဲ့ထောင်ဒဏ်ခုနှစ်နှစ်ချလောက်တဲ့အထိတောက်တယ်နော်သူတို့ဝေဖန်မှာကြတော့စားမရှိဘူးကရှင်းရှင်းပြောရရင်ဒီသူတို့၃ယောက်ကိုဆွဲခဲ့တဲ့ပုံမှာကြတော့ဒီရွေးကောက်ပွဲနောက်ဆက်ဟန်တားခြင်း ဖြတ်စည်းခြင်းကနေပြီးတော့ကာကွယ်ပေးခြင်းဥပဒေပေါ့ဒီဝေဖန်မှုတစ်ခုပေါ့ဒီ Facebook ပေါ်က real တစ်ခုနဲ့တစ်ခုနဲ့ဒီဒီဥပဒေပုံမှန်ကြီးကိုအသုံးပြုပြီးတော့ထောင်ချလိုက်တယ်ဆိုတာဒီဥပဒေရဲ့အထက်မှာဒီအာဏာရှင်ရောင်းသားတွေရှိနေရဆိုတာအထူးတလည်ပြောနေတာမလို့ပါဘူးဒီနိုင်ငံတကာလူခွေဒီစံနှုန်းရပြောရမယ်ဆိုရင်ဘယ်သူမဆိုဒီတရားမျှတဆိုတာနော်လူလူမြင်ကွင်းမှာပေါ့ဗျာဒီတရားရုံးမှာစစ်ဆေးပိုင်ခွင့်ဆိုတာရှိရမယ်နော်ပြီးရင်ရှေ့နေ တရားခံပဲဖြစ်ဖြစ်ရှေ့နေငားပြီးတော့ဒီတရားဥပဒေရခုခံပိုင်ခွင့်ဆိုတာကာကွယ်ခွင့်ဆိုရှိရပေါ့ဒီခွင့်လန်းနေကိုလုံးဝအသုံးခွင့်မပေးဘဲနဲ့နော်မင်းငါကြည့်မရဘူးမင်းထောင်ထဲဝင်ဆိုတဲ့ပုံစံမျိုးကိုချိုးချိုးသွားတာဖြစ်ဟာဘာကြောင့်လဲဆိုတော့ဒါအာနာရှင်အုပ်စိုးတဲ့ချိန်ဆိုတာပြတ်သားလိုက်တာနော်အာနာရှင်ရဲ့ရတာကိုပြတ်လိုက်တာနော်တရားမျှတပြီးတော့လွတ်လပ်တဲ့ရွေးကောက်ပွဲလှုပ်ချင်တဲ့ကောင်တွေကကိုယ့်ကိုဝေဖန်မှုကိုတော့မှနော် ဒီဟာဟာရီယယ်လေးတစ်ခုနဲ့ဒီရုပ်ရှင်ကို ဟာဟာရီယယ်လေးတစ်ခုပေးလိုက်တာအောင်မှဒီကောင်ကိုစားနေပတ်တယ်လို့နော်အနူကိုစားနေပတ်တယ်လို့ဖြစ်ပြနေရဒီဖြစ်ခဲ့တဲ့ဒီဖြစ်စဉ်ပေါ့ဖြစ်စဉ်ကိုပြန်ပြောရမယ်ဆိုရင်ဒီဒီလိုမျိုးလှုပ်ဝက်စီရင်ချက်ချလိုက်တာပေါ့တရားဟိုတရားရုံးမှာဘယ်သူမှမလာနဲ့သူတို့တရားခဏ်နေပဲဆိုပြီးတော့ဒီတရားခဏ်နေကြီးပဲခေါ်လာခေါ်လာပြီးတော့ထောင်ချပေါ့အဲ့လိုမျိုးလှုပ်လိုက်တာတကယ်တမ်းက တရားဥပဒေရဲ့ဒီအခြေခံအုတ်မြစ်ကိုဒီရိုက်ချိုးတယ်လို့အောင်ပြောရမှာနော်နုပညာရှင်တွေရဲ့ဇက်ကိုပိတ်လိုက်တာဒီပြည်သူလူထုရဲ့ဒီဆန္ဒအတန်ပေါ့ပြည်သူလူထုရဲ့အတန်ကိုပိတ်လိုက်တာ ਨੇ တူတူပဲနော်လုံးဝစောက်ကြည့်မှုမဆိုင်တာလို့ပြောလိုက်တာ ਨੇ အတူတူပဲဒီအာနာရှင်ကဒါကိုလည်းဒီဘောမတွေကခုတည်းလဲညံမမီဘူးနော်ဘလိုမျိုးအသိစိတ်ဘလိုမျိုးအသိဉာဏ်နေနဲ့များဒီလိုလူဘွားကိုလူဘွားမှာအသက်ရှင်ဖို့နေထိုင်နေလဲမသိဘူးနော်အသက်ရှင်ဖို့တော့ဒီဘောမပြီးတော့များအသက်ရှင်နေ ဘောမှပြီးတော့ပဲအသက်ရှင်ရှင်ဖို့လုံနေတာဒီကောင်တွေကပြည်သူကိုမျက်နှာမူရတာเนาะတကယ်တမ်းကအမှုပညာရှင်ဆိုတာပြည်သူကိုမျက်နှာမူရတာဖြစ်တယ်အာနာရှင်ကိုမျက်နှာမူနေတဲ့အမှုပညာရှင်တွေလဲအာနာရှင်လုံးသမျှခံရမယ်အာနာရှင်ပြောခိုင်းသမျှเนาะမင်းဒါပြောဆိုရင်ဒါပြောရမယ်เนาะမင်းဒီကားရိုက်ဆိုရင်ရိုက်ရမယ်เนาะအဲ့ဒီအမှုပညာရှင်တွေလဲခင်ဗျားတို့နေနိုင်လဲနေပေါ့ဗျာเนาะဒီခေတ်ကြီးထဲမှာအာနာရှင်ရဲ့အောက်မှာခင်ဗျားတို့ရတာပေါ့ကောင်းကောင်းရအောင် နေကြဘူးဒီတိုင်းပြည်တပြည်ရဲ့ခြေနေကိုအဆုံးဖြတ်ပေးနိုင်တဲ့အမှုပညာကိုဒီအာနာရှင်ကအုပ်စိုးမယ်နော်ဒီပြည်သူတွေကိုတတ်ဖြတ်ပြီးတော့ဒီပြည်သူတွေကိုတတ်ဖြတ်ပြီးတော့မှသွေးတွေပေးတဲ့လက်နဲ့နော်အမှုပညာကိုထောက်ကိုင်းမယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့နော်ဒီအမှုပညာဖန်တီးမှုကပေါင်းကျင်းသွားမယ်နော်ပြောချင်တိုင်းပြောလို့မရအောင်ဖန်တီးချင်တိုင်းဖန်တီးလို့မရအောင်နော်ပကြီးဆိုလဲပကြီးတချင်းဆိုလဲတချင်း ဟလာတခြားသောကန္နာတွေလည်းအများကြီးပေါ့နော်ကိုကိုပကြီးဆရာဆိုလဲဒီပုံဆွဲလို့မရအောင်ဖမ်းမယ်တချင်းဆိုလဲဒီဟာဆိုလို့မရအောင်ဖမ်းမယ်မင်းတို့ရုပ်ရှင်ရိုက်လဲဒီလိုရိုက်လို့မရအောင်ဖမ်းမယ်ဆိုရဲအဲ့ဒီအခြေအနေနဲ့နေရမှာနော်ဒီဘောမနေတဲ့အမှုပညာရှင်တွေကိုကျွန်တော်ပြောချင်တာဒီအမှုပညာကိုဒီအာနာရှင်ကအုပ်ချုပ်လိုက်မယ်ဆိုရင်တိုင်းပြည်ရဲ့အခြေအနေကလုံးဝချွတ်ချုံကျသွားမယ်နော်စာတက်တဲ့ စာတတ်တဲ့လူတိုင်းဟာဒီဟာကိုသိပေမဲ့ဒီဘောမနေတဲ့ကောင်တွေစာမတတ်တဲ့ကောင်တွေကအခုထိမသိသေးလို့ကျွန်တော်ဒီလိုမျိုးပြောနေရပေါ့ပေါ့လေးတော့မတွက်ဖေချင်ဘူးပေါ့ဗျာဒီအမှုပညာအမှုပညာရှင်ဆိုတဲ့နေပယ်တဲကိုစောက်ဘောတွေကိုတော့မထဲကြနဲ့အဲ့အဲ့တော့ဘာလို့ ਆ မလဲဆိုတော့ဒီလိုမျိုးဒီလူမိုက်တွေနော်လူမိုက်ရောင်ရောင်ဒီကပိုင်းနိုင်ရောင်ရောင်ကိုစိုးလူနိုင်ကောင်တွေကိုရိုးတင်ပြီးတော့အများတန်းစကားထဲမှာနော်ဇိုင်းရင်ဖြစ်တဲ့ပြီးတော့ရိုက်နေတဲ့ဒီဂျုံလေးတို့လိုကောင်တွေ ပြီးတော့ဂျုံလေးရဲ့နောက်ွယ်မှာလိုက်ရိုက်နေတဲ့ကောင်တွေအကုန်လုံးကိုပြည်သူလူထုက social punishment လုပ်ဖို့လိုတယ်နော် boy ကလုပ်ဖို့လိုတယ်ဒီကောင်တွေရဲ့ဇကားတွေကိုအာမပေးဖို့လိုတယ်လို့ပဲကျွန်တော်ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုကိုဒီမှာသုံးသပ်လိုက်ရပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်